ဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ gradient နှစ်ခုက approximately equal ဖြစ်တယ်ဆိုရယ် concept တစ်ခုကိုဆရာတို့ရတယ်။ဒီ concept တစ်ခုကိုဆရာတို့ရတယ်။ approximately equal ဖြစ်တယ်။ဒီဒီကောင်တော့သိရမှာပေါ့နော်။နော်အဲ့ဒါ very small change in x တော့ဖြစ်ရမယ်နော်။ x တန်ဖိုးရဲ့အပြောင်းလဲရတော့အရန်အရန်သိငယ်မှာအဆင်ပြေမယ်။အဲ့ဒါမှဆရာ approximately ကိုဆရာတို့သုံးလို့ရမှာ။ဟုတ်ပြီ။ဒါက concept ကိုတစ်ဖြတ်ဖြတ်ရှင်းတာ။နည်းနည်းလေးဆရာဆက်ပြောကြည့်အောင်။ မင်္ဂလာပါဆရာတို့ဘယ်မှာဆရာဒီနေ့ဒီဗီဒီယိုမှာ linearization ကြောင်းပြောမယ်ပေါ့နော်ဒါ linearization ဆိုတာ grade 12သင်ယူရဲ့ application of differentiation မှာနောက်ဆုံးအပိုင်းလို့ဆရာတို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ linearization ကိုဆရာတို့ကနားလည်ဖို့ဆရာအရင်ဆုံးပုံလေးတွေနဲ့ဆရာအရင်ဆုံးမိတ်ဆက်ပေးမယ်โอเคဒါဆိုဆရာတို့စအောင်နော်ဆိုတော့အခုဒီမှာဆရာပုံလေး xy ပါ xy ဝင်ပါပုံလေးဆွဲထားတယ်ဒါက fashion ဘာ function တခုဆို graph တခုဆိုဆွဲလိုက်တာ y equal to blah 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 ဆို function အဲ့ဒါကိုတော့ဆရာ mathematics မှာ y equal to f(x) လို့ဆရာတို့ဖော်ပြလေရှိတယ်။နောက်ဒါအပြာရောင် graph နဲ့ဆရာတမင်ဆွဲရတာเนาะနောက်ထပ်အရောင်ခွဲပြီးဆရာဆွဲကျင်တာရှိလို့ Okay နောက်တစ်ခါ ဆရာတို့ဒီမှာ fix point လေးတခုဆရာတို့ယူလိုက်အောင်နော်တနည်းအားဖြင့်ပြောရင်ဒါ send off approximation နောက်ပိုင်းနားလည်လာလိမ့်မယ်ဒါ fix point ဥမာဆိုကြပါစို့မျက်စိထဲမှာဥမာဆိုပါစို့8တို့နော်25တို့နော်100တို့အစရှိသဖြင့် grand တစ်လုံးလုံးပေါ့3တို့5တို့နော်17တို့အစရှိသဒါ fix point ဆိုတာဒါပြောတာယူထားတယ်အဲ့ဒီ fix point ရဲ့ .a ဆိုသူ့ရဲ့ y coordinate က f(a) ပဲဟုတ်ပြီအဲ့တော့ဆရာတို့ဒါ fix point ဆိုအမှတ်တွေတခုဆရာတို့ယူလိုက်တာနော်ဒါလေးကအမှတ်တွေလေးကောင်းပြီအဲ့တော့ သူ့နားမှာဆင်အမှတ်ကလေးတစ်ခုကိုကောက်မယ်ဆိုတော့သူနားမှာအမှတ်ကလေးတစ်ခု ကောက်မယ်ဆိုတာကအခုမျက်စိတဲကိုမြင်အောင်ဆွဲလို့သာဆရာတို့က a နဲ့ x နဲ့ကိုခက်ကြဲကြဲဆွဲထားတာကြီးရှိသူနေနဲ့စိတ်ထဲမှာသိရမှာက a က3ဆိုရင် x ကအဲ3.01 3.001အစရှိသဖြင့် immediate သေးငယ်တဲ့အကွာဝေးလေးတစ်ခုလို့နားလည်ထားရမယ်နော်သူကဒီ a နဲ့နော်အနားမှာရှိတဲ့အမှတ်ကလေးကိုဆရာကောက်ထားတာအရင်သေးတယ်နော်မျက်စိတဲမြင်အောင်အခု ဲ visualize လုပ်ခြင်းတော့မျက်စိတွေပုံထဲမှာပေါ်လာအောင်ဆွဲကျင်လို့ဒါဆီကကြည်ကြဲလေးဆွဲထားတာเนาะဟုတ်ပြီအဲ့တော့ तू က x ဆိုလို့ရှိရင်သူ့ရဲ့ y coordinate က f for x ပေါ့ဒါရှင်းရှင်းလိုက်ပါဟုတ်ပြီဒီ ठी ကတော့တစ်ဖြတ်နားလည်လိမ့်မယ်လို့ဆီကယုံကြည်တယ်နောက်တစ်ခုဆီကပါဆွဲကျင်လဲဆိုတော့ a အမှတ်မှာရှိရဲ့ tangent line တစ်ခုဆီကဆွဲကျင်တယ်အဲ့ဒီ tangent line ကိုကြောဆီက function ဆောက်တဲ့အခါ l of x ဆိုစင်နာမည်ပေးလိုက်တယ် tangent line ဆိုတာက straight line တနည်းအားဖြင့်ပြောရင်မြင်းဖြောက် linear ဟုတ်ပြီမြင်းကမြင်းဖြောင်းဆိုတဲ့အတွက် linear ဆိုတဲ့အဲ့ linear ရဲ့အရှိက l လေး l လေးကိုဆရာကယူပြီးတော့ l function ဆိုပြီး function ဆောက်ထားတာ y = l of x ပေါ့နော်အဲသူကအကုန်လုံးကလည်းသူကနဲ့သူလားအတိတ်ပဲရှိတယ် make sense ပဲတဲ့အဲကြောင့်ဒါဆရာသူ့ရဲ့အခေါ်အော်လေးအသုံးစွဲလေးတွေကိုဆရာဒီပုံလေးဒီမှာရှင်းပြမယ်ပြီးရင်ဆရာ concept ကိုဆရာပြောမယ်နောက်တစ်ခုအဲ့ဒီအမှတ်ပေါ်မှာဆရာအဲ့ line ပေါ်မှာမဲဆက်ကလေးဆက်ချတယ်အဲ့ဆက်ကလေးကလည်း x x ပေါ်မှာပဲရှိနေတယ်တွေ့လားနော်ဟုတ်ပြီအဲ့တော့အဲ့ဒီ အနီအောင် function ပေါ်မှာရှိတဲ့ extend ဘူးရဲ့ one core နေဆိုလို့ရှိရင်တော့ဒါ f(x) တော့မဟုတ်တော့ဘူးเนาะဒါ function ကဘာဖြစ်သွားလဲဆိုတော့ l(x) ဖြစ်သွားပြီเนาะ l(x) ဖြစ်သွားပြီဒါခွဲခြားတက်ဖို့တော့လိုလိမ့်မယ်နောက်တစ်ခုကြည့်လိုက် e နဲ့ x နဲ့အကွာဝေးကိုဆရာတို့က change in x လို့ခေါ်တယ် change in x ကနှစ်မျိုးရှိတယ်သူကအပြာရောင် function မှာဆိုရင်သူ actual change လို့ခေါ်တာပေါ့เนาะ အနီယောင် fashion ကြတော့သူက corresponding change ပေါ့နော်ဘလို့ပဲ change change example မှာကကြတော့သူကအတူတူပဲအဲ့တော့ဆရာတို့ကအပြိုင်အောင် fashion အတွက်သုံးတာကြတော့ဆရာတို့က delta x နဲ့ဆရာတို့သုံးတယ်နော်ဒါမူရင်း fashion အတွက်ကြတော့နော်တကယ်အပြောင်းလဲဖြစ်တာနော်သူက straight line ပေါ်မှာတနည်းပြောရင် tangent line ပေါ်မှာပြောင်းလဲတဲ့အပြောင်းအလဲအဲ့ဒါကြတော့ဆရာတို့က dx လို့သုံးတယ် နော် dx delta x ဒီနေရာမှာအဲ့နှစ်ခုလားအတူတူပဲဒါပေမဲ့မတူတော့တာဘာမတူတော့ဆိုတော့ y မှာမတူတော့ဘူးအခု delta y ဖြစ်သွားပြီ तू က actual change နော်တကယ် function မှာတကယ်ပြောင်းလဲသွားတဲ့ y တန်ဖို့ actual change in y အဲ့ဒါပေမဲ့ tangent မှာ ပြောင်းလဲသွားတာကြတော့ तू က corresponding change ပေါ့နော် corresponding change in y ကိုဆရာပြောတာနော် तू ਨੇ နော်သက်ဆိုင်ရာ y တန်ဖို့လိုက်ပြောင်းလဲသွားတဲ့ကိစ္စက dy လို့ဆရာတို့သုံးတယ်အဲ့ဒါခွဲသုံးတယ် သင်္ကေတခွဲသုံးတော့ dx နဲ့ dy ကိုတော့ဆရာတို့ကနာမည်တစ်ခုဆရာတို့သီးခြားခေါ်တာရှိတယ်အဲ့ဒါပါဆို differentials လို့ခေါ်တယ်နော်အဲ့ဒါလေးဆရာပြောခြင်းနဲ့ပါဆိုတော့ differential ဆိုရင်ဆရာတို့ကအဲနားလည်ဖို့လိုတယ်ခါကြရဲ့ dy နဲ့ delta y နဲ့ကတူတူပဲလားဆိုတော့အဲရောထွေးမှုတွေဖြစ်တတ်တယ်ဒါ differentials differentials လို့ပြောလိုက်ပြီးဆိုတဲ့ကိုက dy over dx လို့ဆရာတို့သုံးဆွဲနေကြစကားလုံးတစ်လုံးရှိတယ် dy over dx ဒါအရှိအခိုင်အမာသိတယ် အဲ့ဒါဒီဘာလို့ညှိညွှန်းတာလဲဆိုတော့ tangent ရဲ့ gradient ကိုညှိညွှန်းနေဆိုတော့ understood ပဲ not an understood ပဲဒီမှာဆီအခုဒီမှာ triangle လေးဆီအခုဒီမှာဆောက်လိုက်တယ်ဒီမှာ right angle triangle လေးတွေ့လားအနည်းအောင် tangent တလားကြီးရဲ့ gradient ဒီ dy over dx ဆိုတာရှင်းနေတာပဲဘယ်အမှတ်မှာလဲဆိုတော့ a အမှတ်မှာပေါ့ဟုတ်ပြီနော် dy over dx ဆိုတာဒါကြည့်ရှုသူအနေနဲ့ဒါကိုဆရာခဏခဏပြောရနော် frequently ဆရာပြောတယ်ဒါကိုမကြာခဏဆရာပြောတယ်เนาะ differentiate လုပ်တယ်ဆိုတော့ဘာလို့တာလဲเนาะတနည်းပြော gradient of the tangent at a point on the curve ဒါကိုရှာတာအဲ့ဒါကိုသိရဖို့လိုတယ်ဟုတ်ပြီအဲ့တော့ဒီနေရာမှာ concept ပြဆရာကိုဆက်ဆက်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမှာရေးထားတဲ့ data y အဲ့ဒီ delta y ကို delta x နဲ့စားလိုက်မယ်ဆိုရင်တော့ဆရာတို့ကဘာလို့ရလဲဆိုတော့เนาะအဲ secant line ကိုရမှာပေါ့เนาะဆရာဒီအမှတ်နှစ်မှတ်ကိုဆက်ဆွဲလိုက်တဲ့ဒါ line ပေါ့เนาะဆရာဆွဲရတာလက်ကတုံနေတယ်เนาะတုံနေတော့အဲမဖြောင်းဖြစ်နေတယ်အဲ့ဒီအမှတ်နှစ်မှတ်ကိုဆက်ဆွဲထားတဲ့ line ပေါ့အဲဒီ line အခုဒီ line ကိုတော့ဆရာတို့ကနားလည်ရမှာဘာလို့ဆိုတော့ secant အဲ့ဒီ secant ရဲ့ gradient အဲ့ဒီ secant ရဲ့ gradient ကိုလိုချင်နေဆိုရင်ဆရာတို့က delta y ကိုเนาะ delta x နဲ့စားရမယ်အဲ့တော့ စီကဲ gradient နဲ့ tangent ရဲ့ gradient ကဒီအကွာဝေးသာတီးတီးလေးဆိုလို့ရှိရေသူတို့နှစ်ခုက tangent နဲ့ဒီအာ cough နဲ့ကနော်ပေါင်းပေါင်းဆက်လူနီးပါးသူကဖြစ်နေတပေါင်းနဲ့လို့လို့ဖြစ်နေလိမ့်မယ်။တာမမျက်စိနဲ့ကြည့်လိုက်လို့ရှိရင်နော်အဲ့ secant line အရှိကြီးနဲ့နော် tangent line အရှိကြီးနဲ့ကအိုးအဝေးကြီးရောက်မှသာသူတို့နေနေဟသွားတဲ့ပုံစံမျိုးကိုဆရာတို့တွေ့ရနိုင်တယ် ဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ gradient နှစ်ခုက approximately equal ဖြစ်တယ်ဆိုရယ် concept တစ်ခုကိုဆရာတို့ရတယ်။နော်ဒီ concept တစ်ခုကိုဆရာတို့ရတယ်။ approximately equal ဖြစ်တယ်။ဒီဒီကောင်တော့သိရမှာပေါ့နော်။နော်အဲ့တော့ very small change in x တော့ဖြစ်ရမယ်နော်။ x တန်ဖိုးရဲ့အပြောင်းလဲရတော့အရန်အရန်သိငယ်မှာအဆင်ပြေမယ်။အဲ့ဒါမှဆရာ approximately ကိုဆရာတို့သုံးလို့ရမှာ။ဟုတ်ပြီ။ဒါက concept ကိုတစ်ဖြတ်ဖြတ်ရှင်းတာ။နည်းနည်းလေးဆရာဆက်ပြောကြည့်အောင်။ အခုဒီမှာဆရာ F4H ဆိုဆရာဒီမှာရေးလိုက်တယ်အဲ F4H တွေ့လားအဲ့ဒါဒီ F of A နဲ့ delta y နဲ့ပေါင်းတာ F4A ဆိုတာပါလဲဆိုတော့အခုဒီကဒီကွာဝေးပေါ့အဲ့ F4A နဲ့ delta y ဆိုတာဒါအဲ့နှစ်ခုပေါင်းရင် F4X ရတယ်ဆိုတာ obviously ရှင်းနေတာပဲဒါသိပြီးသားနောက်တစ်ခု L of x L of x ဆိုဆရာဒီဒီအမှတ်လေးကိုဆရာပြောအဲ့အမှတ်လေးကလည်းတကယ်တော့ F4A နဲ့ပဲ F4A ဆိုတာဒီဒီအကွာဝေးနဲ့ဒီ dy နဲ့ပေါင်းတာဟုတ်ပြီနော် အဲ့ဒါဒီဘာလဲဆို L of x အဲ့ L of x နဲ့ F of x နဲ့ဂျားထဲမှာအဟာလေးတစ်ခုရှိနေတယ်တွေ့လားအဲ့ဒါလေးကိုဆိုရ error လို့ခေါ်တာအဲ့တော့ဒီ linear approximations မှာသူရဲ့ concept ကို ပြောမယ်ဆိုလို့ရှိရင် error တမို့သေးလေး approximation ကောင်းလေးပဲနော် error တမို့ error တမို့ smaller and smaller ဆိုလို့ရှိရင် approximations က better and better ပဲအဲ့ဒါလေးဆိုရသိတာဖို့လိုတယ်ဒါ concept ကိုဆိုရပြောပြတာနော်ဟုတ်ပြီအဲ့ error လေးကလည်း error ကိုလိုချင်နေဆိုရင်ဆရာတို့က f of x တဲ့ကနေပြီးဆိုရ g of x ဆိုဆိုရနှုတ်လိုက်ပေါ့တနည်းအားဖြင့်ပြောရင် delta y တဲ့ကနေပြီးတော့ dy ကိုဆိုရနှုတ်လိုက်တာပေါ့သူတို့ရဲ့ difference ကိုလိုချင် error ကိုလိုချင်တဲ့အခါကျတော့เนาะ အဲ့တော့ဆရာတော့အလွယ်မှတ်ထားလိုက်ရပါတယ်เนาะကြီးရတဲ့ကငေတာကိုနှုတ်လိုက်တယ်ဆိုလို့လွယ်မှတ်ထားလိုက်ဆရာတို့ရပါတယ်ဘာလို့ဆိုတော့ graph ကဒီလိုမျိုးကြီးပဲเนาะအမြင်တိုင်းခွက်နေတာမျိုးမဟုတ်ဘူးလေခုံးနေတဲ့ graph တွေလည်းရှိနိုင်တာ哦အဲ့ဒီလိုအခုံးနေလည်းဆရာတို့ရှိနိုင်တယ်ဒါကတော့အရင်အသေးစိတ် analysis ဖြစ်သွားမှာဆိုတော့ဆရာထားလိုက်တော့မယ်အခုဆရာဘာပြောချင်တာလဲဆိုတဲ့အခါကျတော့เนาะဒီ tangent ရဲ့ gradient ကိုเนาะဆရာဒီမှာ တဆင်ချင်းဆရာရှာပြမယ်တန်းကျန်ရဲ့ gradient ကိုဆရာဒီလိုလေးရေးလိုက်မယ်အဲ့တော့တန်းကျန်ရဲ့ gradient equal to ဆိုရင်ဆရာတို့ဘာရမလဲဆိုတော့ dy ကို dx နဲ့စာရမယ် dy ကို dx နဲ့စာရမယ်ဟုတ်ပြီတန်းကျန်ရဲ့ gradient ဆိုတာကဘယ်အမှတ်မှာလဲဆိုတော့ a အမှတ်မှာဆိုရင်သူကဘာလဲဆိုတော့ f prime of a dy ဆိုတာကဆရာတို့ dy ဆိုတဲ့ဒီ distance လေးက l of x တဲ့အနေပြီးတော့ a of x ကိုဆရာတို့နှုတ်ထားတာအဲ့ဒါမှ dy ဆိုတဲ့ဒီ distance လေးကိုဆရာတို့ရမယ် ဲ့တော့အဲ့ဒါအဲ့နေမှာအစားထိုးမယ် l of x minus f of a over dx dx ကကြတော့ဆရာဒီနေရာလေးဒီနေရာလေးကတော့ရှင်းတယ်နော် x တဲကနေပြီးဆရာဘာလို့နှုတ်တာလဲဆိုတော့ a ကိုနှုတ်တာ x take away a ပြီးရင်ဆရာ f prime of a နဲ့ x minus a နဲ့ဆရာတို့မြောက်လိုက်မယ်နော်အဲ့တော့ f prime of a ရဲ့ x minus a ဆရာဒီလိုမြောက်လိုက်မယ်အဲ့ဒါဘာလို့နဲ့တူလဲဆိုတော့ l of x minus f of a နဲ့တူတယ်။အဲ့တော့ l of x ကိုလိုချင်ရင် f of a plus f prime of a times x minus a ဆိုတဲ့ဒါ function ကိုရတာပေါ့။နော်။ linear function ကိုဆရာဒီနည်းနဲ့ဆရာတို့တိဆောက်လို့ရတယ်။ရှာဖွေလို့ရတယ်ဆိုတော့အဲတွတ်ထုတ်တဲ့ပုံစံလေးပေါ့။ အဲဒီလိုလေးတွတ်ထုတ်နိုင်မှုဆိုဒီပုံကိုဆရာတို့တည်တည်ချာချာကြက်ကြက်နန်းနန်းနားလဲတာပို့လို့ရတယ်။အဲ့ဒါကိုဆရာအနှစ်ချုပ်ပေးမယ်။ definition ညအရာပေါ့နော်။ဆာလို့ဆရာတို့ပြောတာပေါ့လေ။ f is differentiable at x equals 0ဆိုတော့ f ကဘယ်လို differentiable ဖြစ်တယ်ဘယ်လို continuity ဖြစ်တယ်ဆိုတာအရှိဗေရုံတစ်ခုမှသိကြရှင်းတာရှိတယ်။နော်။အဲ့ဒါ concept ကြီးဒါထဲကိုရေးရတယ်။ so approximate function l of x တွေ့လား။ l of x ဆိုရှင်းရှင်းလေးပဲ approximation function ဆရာတို့ပြောတာ။ f for l of x is equal to f for a plus f prime of a times x minus အခုလေးနေတွက်ထုတ်ခဲ့တဲ့ဟာအဲ့ဒါဒီ linearization လို့ဆရာတို့ခေါ်တာ နော် of f at a တဲ့ a မှာ a ဆိုတာက the fixed point ကိုဆရာတို့ပြောတာဒါနော်အဲ့ a ဆိုတာကဆရာဂျူပြောလိုက်မယ်ဆိုလို့ရှိရင်နော် x equals a ဆိုတာ center of approximation ဒါဆက်စပ်ခြင်းမှာလည်းဆရာပြောခဲ့တယ် the approximation f of x equals the l of x of f by l is the standard linear approximation ဆိုရတာပြောတာဒါ standard linear the standard linear approximation ဒါပြောတာဒါဆက်စပ်ခြင်း concept မှာဒါဒီဟာနဲ့ပတ်သက်ပြီးဆရာပြောသွားတယ် l of x နဲ့ f of x เนาะအဲ့ဒါကိုဆရာတို့ ဒီမှာအပေါ်ဆုံးမှာအဲ့ဒီအခြေခံလေးကို basic လေးကိုဆရာအခြေခံပြီးတော့ဒါဒီ properties လေးကိုဆရာရေးသွားတာပေါ့လေနော်နောက်တစ်ခု difference of f(x) and l(x) is the error of the linearization and our error လို့ခေါ်တယ် l(x) နဲ့ f(x) တနည်းအားဖြင့်ပြောရင် delta y နဲ့ dy ရဲ့ခြားနာချက်ပေါ့နော်နောက်တနည်းပြောရမယ်ဆိုရင် f(x) နဲ့ l(x) နဲ့ခြားနာချက်နော်ကြည့်ရတဲ့ငယ်တော့နှုတ်လိုက်ပါပဲ error ကိုလိုချင်နေဆိုရင်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးဆရာတို့ပုံစံလေးပြောဆရာတို့တွေ့ကြည့်အောင် နော် find the legally in approximation to frx equal q root of x act x equals 100 as equal 1 address ra le da fixed point ကိုပေးတာလာတက်လာเนาะ standard approximation ကိုဆိုပေးလိုက်တာ use it to approximation နဲ့အဲ့အင်းတို့သူက locally နဲ့ approximation function ကိုစောက်ခိုင်းတာအဲ့ဒီကောင်ရပြီဆိုရင်အဲ့ကောင်3နဲ့ဘာလို့ရှာဖို့လဲဆိုတော့1010ဆိုရဲ q root of 1010ဆိုရဲတန်ဖိုးကိုဆရာတို့ခန့်မှန်းဖို့အနည်းဆုံးခန့်မှန်းဖို့အတွက် နော်သင်္ချာမားလေ approximation ရှာနေတယ်အများကြီးရှိရတဲ့နော်ဒါကဆရာရဲ့ calculus ကိုသုံးပြီးတော့ဆရာတို့ရှာနေတာပေါ့နော် calculus ကိုသုံးပြီးရှာရဲဆိုတာတော့မှအဲတခြားနည်းလမ်းတွေရှိပါသေးတယ်နော်ဒါထားလိုက်တော့ okay 5 decimal places to find the errors တဲ့နောက်တစ်ခုကကြာပါလဲဆိုတော့ errors တွေဆရာတို့ရှာပေးရမယ်တဲ့ဒီပုံစံလေးရဲ့ဆရာတို့ trinity math ပေါ့နော်စာအုပ်ထဲယူရတာ trinity math စာအုပ်ကိုတော့ဆရာကြီးဦးမြင့်ခိုင်ရဲ့ဆရာမောင်ချမ်းသာရဲ့ဆရာ Robin ဆရာရဲ့သုံးရပေါင်းရတာပေါ့နော် page number 140ခွန်ဒါ third edition ကနေဆက်ယူရတာโอเคဒါလေးဆက်တွေ့ကြည့်ရအောင်နော်ဆိုတော့သူ့ကိုဆရာတို့ကပို့ဒီ problem လေးရဲ့နော်အဲပုံစံလေးဆရာအရင်ဆုံးအဲကူးလိုက်မယ်ဆိုရင် f for x equals နော် q root of x ပေါ့အဲ့တော့သူ့ကိုဆရာတို့က differentiate လုပ်မယ်ဆိုရင် f prime of x equals power ရှိချမယ်တစ်ထပ်ရှိရတော့ negative 2တက်ရမယ် right အဲ့ အဲ့တော့ linearization function ကစောနာလေးဆက်ပြောသွားတယ် l of x equals เนาะ f of a plus f prime of a times x minus a ဒီနေရာမှာဇေရော a သုံးလုံးရှိတယ်လို့နားလည်ထားရမယ်เนาะ a ကဒီမှာ a တစ်လုံးနှစ်လုံးသုံးလုံးအဲ့ဒါကြီးကဘာလဲဆိုတော့ fixed point ကိုပြောတာเนาะ center of approximation ကိုဇေရောပြောတာ အခုဒီပုံစံမှာဆိုရင်တော့100ပေါ့အဲ့တော့ zero ကဘာကိုရှာဖို့လိုလဲဆိုတော့ f of 100ကိုရှာဖို့လဲလိုတယ် f prime of 100 uh, sorry 1000ကိုရှာဖို့လဲလိုတယ်ဆိုတော့အနှစ်ခုလုံးဆရာရှာကြည့်အောင်เนาะအဲ့ f of 1000ဆိုရင်ဆရာရဲ့အဖြေဒီဘယ်လောက်ရမလဲဆိုတော့အဲ q root of 1000ဆိုတော့10ပေါ့เนาะဒါထည့်မပြတော့ဘူးပြီးရင်နောက်တစ်ခုက f prime of 1000ဆိုရင်တော့1 that the multiply my the 10q ဆိုတော့10 power negative 2ကြမ်း equals uh 1 over 300ဖြစ်သွားတာပေါ့နော်ကောင်းပြီအဲ့တော့ဆရာတို့လိုချင်တာရပြီအဲ့ဒါဆရာချိုက်ရမယ်နော် function ကိုချိုက်မယ် therefore l of x equal f of e ရဲ့ value အဲ့ဒါဒီ10 b plus f prime of e 1 over 300ပေါ့ times x minus e ဘလို့ဆိုတော့1000ဒါဆိုရင်တော့ဇာတ်ရောကသူမေးတဲ့ linear function ပေါ့เนาะ local linear approximation function ကိုဇာတ်တို့တိဆောက်လို့နိုင်သွားပြီတိဆောက်ပြီးသွားပြီရသွားပြီ ဟုတ်ပြီအဲ့တော့ဆရာနောက်ထပ် use it အဲ့တော့သုံးပြီး approximation နော် crude of 1010ကိုဆရာရှာပေးရမယ်တနည်းအားဖြင့်ပြောရင် therefore l of နော်1010ဒါကိုဆရာတို့မေးတာပေါ့နော်အဲ့တော့မေးတာအဲ့တော့မေးတော့ဆရာတို့10 plus နော်1 over 300 times 1010 minus 1000တနည်းအားဖြင့်10ပေါ့ခြေလိုက်ခြေလိုက်တယ်ဆိုလို့ရှိရင်ဆရာတို့က uh 1 over 30ရမယ်အဲ့တော့10.03333ပေါ့เนาะ5 decimal places ဆိုတော့၅လုံးတသမာ၅လုံး၅နေရအပြီးသွားပြီเนาะဒါ approximation လောက်တာ လွယ်လွယ်လေးเนาะ therefore ဒီနေရာမှာပြန်ရေးကျင်နေဆိုတော့ရေးပါเนาะ q of uh 1010ပေါ့เนาะ sorry 1010အဲ therefore errors ကိုဆက်ရေးမယ်ကြည့် ကြီးတာတွေကငယ်တာနှုတ်လိုက်နော်10.03333 minus 10ပေါ့အဲ့တော့သူ့ရဲ့အဖြေဒီဘယ်လောက်ရပါမလဲဆိုတော့0.03333ဆိုတဲ့အဖြေကိုဆရာတို့ရသွားမယ်ဒါက linearization တွေ့တဲ့အခါမှာနံပါတ်1ကပါလဲဆိုတော့ linear fashion တိဆောက်ထားရမယ်နံပါတ်2ကသူနဲ့ဆက်စပ်တဲ့ value ကိုဆရာတို့အစားအဲသူရှာခြင်းနဲ့အနည်းဆုံး value ပေါ့နော်တနည်းပြောတထောင်သားမှာဘယ်သူရှိဆိုတော့1010ရှိတာပေါ့ နော်1010ရှိတယ်နော်ဆိုတော့အဲ့ဒီ linear function ကိုရတာလေဆိုအဲ့နားမှာရှိတဲ့အမှတ်တွေရဲ့ဆရာတို့ကဘာကိုဘာကိုပတ်ရှာလို့ရလဲဆိုတော့ဒီ approximation value တွေကိုဆရာတို့ပတ်ရှာလို့ရမယ်တကယ်တော့လေအာအဲ့ဒါလေးဆရာခုနည်းနည်းလေးဆရာခုနည်းနည်းလေးပြောဦးမယ်ဆရာနော်ဘာလဲဆိုတော့လေဆရာတို့ခုဒီမှာ calculator ဆရာနှိပ်ပြမယ်ကြည့်အောင်နော် calculator နှိပ်ပြမယ်ဆိုတော့ဥမာ q root ပေါ့နော်အဲဒီကောင်လေးကိုဆရာတို့ဒီမှာ q root လေးဆရာတို့ရှာလိုက်မယ်အာဆရာမျက်စိရ မတွေ့တော့ကဲဒီနေရာမှာ3ထည့်လိုက်မယ်เนาะ p y ရင်ကြည့်လိုက်1 0 1 0 equals နေလိုက်တွေ့လားသူကဒသမ9နေရာထိဆရာတို့ကြည့်မယ်ဆိုလို့ရှိရေနော်0.03322ဆိုပြီးတော့ရတယ်လားနော်ဒါကတကယ်တကယ်အဖြေအမှန်အဖြေအစစ်ပေါ့နော်ဒီဒသမ9နေရာထိဆိုရင်ဆရာက0.03322တိသွားမယ်ကောင်အခုဆရာတို့ရှာခဲ့တဲ့ကောင်ကဘာလဲဆိုတဲ့အခါကျတော့ approximate value တွေ့လား zero point not ten point sorry uh, zero ten point zero three 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 နော်အဲ့လိုမျိုးဆရာတို့ကတုံးလို့ရသူ့ကိုတခါတည်းဒက်ထက်ရှာပြီးတော့တွက်ဖို့အခက်ခဲရှိတဲ့ခါမှာဒါတော့ဆရာအတန်းကြီးကတေလဆွီးစပါညာဒါဒါတွေကတော့အများကြီးရှိရပါတော့အဲ့ဆရာနောက်ပိုင်းကျရင်ဆရာအဲ့ playlist တွေတင်ဆရာတော့ short လုတ်ပေးသွားပါဦးမယ်နော်โอเคဒါလေးဆရာသိသိကျွန်တော်ပြောတာနော်ဒါဒီလိုမျိုးဆရာအနည်းဆက်ဆုံးဆရာတို့ comment ရှာဖွေလို့ရတယ်ဆိုတော့ကိစ္စနော်အရန် effective ဖြစ်တယ်โอเคနောက်တစ်ပုတ်ကြည့်ရအောင်နောက်တစ်ပုတ်က2025မေခွန်းဟောက်တစ်ပုတ်ပေါ့နော်အဲ့တော့ use linearization to uh approximate the value of q root of 5 500 and 513ပေါ့နော်ဆိုတော့ဒီကောင်ကိုဆရာတို့ရှာမယ်ဆိုရင်ဆရာတို့ function အရင်ဆုံးစောက်ရမယ်နော် let ပေါ့နော် f(x) function ဆိုတော့အရင်ဆုံးစောက်ရမယ်အဲ့ဒါဒီဘာလို့ဆိုတော့ q√x ဖြစ်မယ်ဒါပါအဲ့တော့သူ့ကိုစောက်ပြီးဆိုရင်အဲ့သူ့ကိုဆိုတော့ differentiate လုပ်ရမယ်အဲ့ဒါဒီစောနာအတိုင်းပဲအဲ့1 that x is raised to the power negative 2တက်ရမယ်အဲ့တော့ဆိုတော့ let x equal to เนาะ center of approximation ဆိုတော့ထားမှရမယ်ကျ512ထားလိုက်မယ် နော်513နဲ့နီးတာဒီပါလဲဆိုတော့512ပေါ့နော်အဲ့ဒါကိုဆရာတို့က512ကိုဆရာတို့ဒီမှာဟိုဟာလေး calculator ထဲမှာဆရာတို့ဒီမှာနော်မယုံလို့ရှိရင်ဆရာတို့ဒီမှာနှိပ်ကြည့်ပေါ့နော်ဒီမှာ Q2 ဆရာတွန်းတွေ့ပြီနော်512ဒါအမှန်တကယ်ကတကယ် number လေးတွေတိတိလေးတွေအာစိတ်နဲ့တွေ့ရင်တော့ဆရာရရမှာပေါ့နော်ဒါ8ရရတယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီအဲ့ဒီ concept ကိုဆရာတို့သိထားဖို့လိုတယ်နော်အဲ့8ရရတယ်ဆိုတော့ ASC ကို512ထားလိုက်နော်အဲ့တော့ဆရာတို့ကဒါ sum approximation ဆရာပြောတာပေါ့နော်အဲ့တော့ ဆက်ရေးမယ် therefore နော် f of နော်512ဆိုရင် equal to 8ပေါ့ f prime of 512ဆိုရင်ဒီကောင်ဘယ်လောက်ပြမှာလဲပေါ့ equal to 1 that 512ဆိုတာသူက8 cube ဆိုတော့8 is raised to the negative 2နော်ဒါပဲကြာမှာပေါ့ so equal to 64နော်1 over 64 3 times နော်ဒါတပိုင်းပေါ့နော်ဒါတပိုင်းဟုတ်ပြီ အဲ့တော့ဆရာတို့ကသူ့ linear function ဆရာတိဆောက်ကြည့်အောင်နော်ဆိုတော့အ l of x ပေါ့နော်ဒါတနည်းအဖြစ်ပြောရင် tangent line ရဲ့ function l of x equal to နော်ဘာယူလို့ရဆိုတော့ f of a နော်သူ့ formula f of a ဆိုတော့ဆရာဒီမှာ bias of f of 512ပေါ့နော် plus f prime of 512 times x minus နော် x minus 512 512 512တွေပဲဆရာတို့ဒီလိုပတ်ထည့်သွားတာပေါ့နော် equals f of 512ကဘယ်လောက်လဲဆိုတော့8နော် plus f prime of 512က100 and 192 times x minus 512ဒါ linear fashion ပြီးသွားပြီအဲ့တော့ဆရာတို့လိုချင်တာကဘာလဲဆိုတော့ q root of 513ကိုဆရာတို့လိုချင်တာအဲ့တော့ equal to l of နော်513ဆရာတို့ဒီလိုထည့်မယ် equals နော်8 plus 192 times uh 513 minus 512 okay အဲ့တော့ဇေရဒဝိုင်းရမှာပေါ့နော်အဲ့သူ့ရဲ့အဖြေဒီပါဆိုတော့8 plus 192ဆိုတဲ့အဖြေဇေရဖြစ်သွားမှာပေါ့နော်အဲ့တော့ဇေရဒီထဲမှာ calculator ထဲမှာဇေရထည့်ရေးမယ်ဆိုလို့ရှိရင်8 plus 1 over 192 equals အာတော့ဒသမဘယ်နေနေရာနဲ့ရေးပါလို့ပြောမထားဘူးဒါပေမဲ့ဆရာတို့ကဒသမ9နေရာနဲ့ဆရာတို့ရေးပေးလိုက်မယ်နော်8.00521ဆိုပြီးတော့နော်8.00521ဆိုပြီးတော့ဒါ5 decimal places ဆိုပြီးဆရာတို့ဒီလိုရေးပေးလိုက်မယ်နော်အဲ့မှာလည်းဆရာတို့ကြည့်ကြည့်ရအောင်နော်ဘာလို့ကြည့်ကြည့်မလဲဆိုတော့အဲသူ့ရဲ့ အဖြေအစ်စ်ကဘလောက်ဖြစ်မလဲဆိုတဲ့ကောင်ဆရာဒီမှာပြအောင်မယ်နော်ဆိုတော့ q root of 513ပေါ့513 equals 8.0052တဲ့လားနော်8.0052ကျေရော8521 5 decimal 4 decimal places ဖြတ်မယ်ဆိုလို့ရှိရင်တော့ဒါတော်တော်ကောင်းနေပြီ better approximation ပါเนาะ approximation တော်တော်ကောင်းတယ်ဘာကြောင့်လဲဆိုတော့ error သေးလို့ အဲဒီနေရာမှာဆရာတို့ကအဲဒီနေရာမှာ approximately equal ဆိုရဲသင်္ကေတလေးကိုဆရာဆရာသုံးဖို့ဆရာမေ့သွားတယ်ဗောနော်ဒါလေးဆရာပြန်ပြောင်းသုံးမိမယ် okay အဲ့လိုပဲဆရာတို့ရှေ့ကပုစာမှာလည်းပဲအလားတူပဲဆရာတို့ approximately equal to ဆိုရဲဟာလေနော် l of x တဲ့ကိုဆရာတို့ဒီကောင်ဒီကောင်ကနန်းထည့်ပြီဆိုတဲ့ဟိုကဒါတနည်းအားဖြင့်ပြောလို့ရှိရင်ဒါ approximation ဆိုရဲ value ကိုဆရာတို့ရှာတာပဲ approximate value ဆီရရှာတာပဲ။ဒါဆရာအဲ့လိုလေးရေးတယ်ရေးတယ်ဆိုလို့ရှိရင်အမှတ်လုံးဝရှော့လို့မရတော့ဘူးပို့ကောင်းတာပေါ့နော်။ Okay thanks for watching. Bye ဆရာ not a video မှာဆရာအဲဒီ chapter 9တခန်းလုံးရဲ့မေဂွန်ဟောင်းမေဂွန်ကောင်းလေးတွေဆရာတွေ့ပြပါဦးမယ်။ Okay bye.